ကော့စ်ကလပ်ဆိုရင်ဘုံတိဆက်ဆက်တစ်ခုကတော့ MVP ကို ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။လူ၃ယောက်ဖွဲ့ဖွဲ့ပြီးတော့ level 3ကနေစတင်မှာဖြစ်ပြီး mission နဲ့ဒါမှမဟုတ် charity မပါဝင်တဲ့မြေပုံအစ်စ်မှာတိုက်ခိုက်ရမှာဖြစ်ပါတယ်။ဒီစီနေကာလာတွင်းမှာသစ်ဆွမ်းကိုတိုးစီဖို့ chaos fragment တွေကိုရှာဖွေပါ။ကစားဝဲချင်းချလာနေမြ annihilation တိုက်ကပေါ်ထွက်လာမှာဖြစ်ပြီးတော့လုံဆောင်ချက်တွေကိုဆုံးစုံပြီးတွန်းဖို့မှာပဲဖြစ်ပါတယ်။ဒီဘုံတိကဘလို့လုံးလုံးလဲဆိုတော့အနီးကကြည့်ကြည့်လိုက်ရအောင်ပါ။ ပျော့စ်ကလပ်က round များပြားတိုက်ခတ်တဲ့3 vs 3 mode ပဲဖြစ်ပါလေအလဲကိုနိုင်ဖို့အတွက်ရန်သူတသိန်းလုံးနေနေပါအတင်းတွေကရှုံးနေချိန်တိုင်းမှာ HP ရောမှာဖြစ်ပြီးတသိန်းလုံးရဲ့ HP က၃ညဖြစ်သွားချိန်မှာတော့၎င်းတို့ကထုတ်ပယ်ခံရမှာပဲဖြစ်ပါလေ။နောက်ဆုံးချန်ပီယံတသိန်းနဲ့ဂျန်နဲ့ထိအလဲတွေကဆက်သွားမှာပဲဖြစ်ပါလေ။အကယ်၍အသိရင်အတွက်မာကနန်းဖြစ်နေမယ်ဆိုရင်အလဲအတွင်းအသိန်းကနားနေရမှာပဲဖြစ်ပါလေ။တချို့လဲတွေမှာတော့ဟီးရိုးတွေကအလိုလျောက် level တိုးပြီး goal တွေရရှိမှာပဲဖြစ်ပါလေ။ ဒီချိန်ကို equipment ဝယ်ပြီးတော့တင့်ဆွမ်းကိုတိုးစီဖို့တုံးလိုက်ပါခဏတွေကလွဲပြီးတော့တခြား equipment အပြည့်စုံအားလုံးကဘို2000ကျားတင်မှာပဲဖြစ်ပါတယ်အလဲ71ကစပြီးအသင်းတွေက bonus goal တွေရရှိမှာပဲဖြစ်ပါတယ်တာစီရနိုင်ဖို့တင်းရဲ့လောက်တော့နေမာပြွာကိုလိုက်လို့ညီထွေဖြစ်အောင်လုပ်ပါအလက်လက်ချင်းစီရဲ့အစမှာတင်းရဲ့စွားကိုတိုးပေးမယ်။ဂျာဘန်ကျော့ fragment တွေကိုရရှိမှာဖြစ်ပြီးတင်းအနေနဲ့တလဲကို၂ချိန်နှုံးတဲ့ fragment တွေရဲ့ effect တွေကိုလဲနေဖို့ reference လုံးနိုင်အောင်ပါလေဖြစ်ပါတယ်။ ဂိမ်းကတမှုထူးခြားတဲ့ effect တွေရှိတဲ့ fragment အစုံကိုပေးပါဖြစ်တာကြောင့်တင်းအနေနဲ့၎င်းတို့ကိုစိတ်ကြိုက်ရောဆက်တွဲဖက်ပြီးတော့တင်းကိုပိုင် free style ကိုဖန်တီးနိုင်ပါလိမ့်။ဥပမာအနေနဲ့တန် fragment တွေကတင်းဟီးရိုးကိုအကျန်းခံပြီးတော့တိုက်ခိုက်သူကို damage ထိစေမှာပဲဖြစ်ပါလိမ့်။ rain ပြင်းနေတဲ့ fragment တွေကိုရွေးလိုက်တဲ့ bass band တွေကတော့ wave ကနေ energy နဲ့ damage ထိအောင်လုပ်နိုင်မှာပဲဖြစ်ပါလိမ့်။နောက်ပြီးဒါကအဆပဲရှိပါသေးတယ်။ဒါကြောင့်မီမထွက်နိုင်တဲ့ SWAT team fragment တွေရဲ့ပေါင်းစပ်မှုတွေကတင်းစန်းတက်တော်ခံမှုအစီအသင့်ပါပဲ။အလယ်ရီတိုးလာတဲ့မြ အနိုင်လီရှင်းတိုက်ကမြေပုံတစ်ခုလုံးမှာတဖြည်းဖြည်းကျုံလာမှာဖြစ်ပါတယ်တိုင်းပြည်ပေါ်မှာရှိတဲ့ဟီးရိုးများပြင်းထန်သော sustain damage ထံကိုခံစားမှာဖြစ်ပါတယ်။ဒီမက်ကနစ်ကိုကျွမ်းကျင်လုံးနိုင်တော့လကောင်းတိုက်ပွဲကိုသင်းအတွက်အသာစီအောင်ပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ဥမာရီနဲ့နောက်ပြန်တွန်းထုတ်တာဒါမှမဟုတ်တရားပြောင်းနိုင်လုံးနိုင်တဲ့စွမ်းနေတဲ့ဟီးရိုးတွေကရန်သူတွေကိုတိုက်ခဲတွန်းဖို့နိုင်မှာပဲဖြစ်ပါတယ်။ရန်သူတွေကိုလက်ငိုက်ဖမ်းပြီးတော့လကောင်းတွေရဲ့ sustain damage အောက်မှာရုံးကန်နေရတာကိုကြည့်ရှုလိုက်ပါ။အတင်းဆက်ဆက် 3vs 3 mode kiosk clash ကမကြာမီမှာရောက်ရှိလာပါတော့မယ်။ ော့စတဂရမ်မျိုးမျိုးကြောင့်ဝဲတဲ့လုံးဝမတူညီတဲ့စိတ်လှုပ်ရှားမှုတွေးကြုံတွေ့ပြီးစွမ်းနိုင်မှာဖြစ်ပါလေ။ဒါပေမယ့်ကျင်းလာတဲ့ဇုံကမြန်ဆန်ပြီးတော့စိတ်လှုပ်ရှားစရာလှုပ်ဆောင်ချက်တွေကိုပေါင်းထည့်ပေးမှာဖြစ်ပြီးဒီမုံတိဘတ်တွေကဟီးရိုးတွေကိုလိုတော်စွမ်းပေးနိုင်မှာပဲဖြစ်ပါလေ။စိတ်လှုပ်ရှားစရာကောင်းဒီတွေဖန်တီးမှုရှိပြီးစွမ်းကြည့်တဲ့မာပြူအသစ်တွေကတင့်ကိုစောင့်ကြည့်နေပါပြီ။တင်းနေတဲ့၎င်းတို့အားလုံးစမ်းကြည့်ဖို့အစင်းသိဖြစ်ပြီလား။